ပါရှင်ရန်ကုန်တိုင်းဆက်လေးစင်တွင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျမတို့ရောမြောက်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တွင်အကြောင်းများတွေကတော့ကျူကော်ဖီဆိုင်ပြူမြေများပေါ်တွင်ဟန်ပြသာဆောင်ရွက်ပါကလုတ်ကင်ခွင့်ရှိသိမ့်မည်ဆိုရသည်ရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားခရီးစဉ်များယနေ့စတင်ပြေးဆွဲဆိုရသည် မော်တင်ဆုံးပွဲတော်ကာလဖြစ်၍ခယူကမလက်မှုထဲများရောင်းသွန်းနေဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်တွင်ကြောက်ဥစိနှုတ်မြင့်တက်သဖြင့်ကြောက်ဥထုတ်လုပ်ထောက်ပံ့ရေးကုမ္ပဏီများအားစုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကွင်းပြူကော်ဖီစိုက်ပျိုးမြေများပေါ်တွင်ဟန်ပြသာဆောင်ရွက်ပါကလောက်ကင်ခွင့်ရှိသိမ့်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်ဦးလွင်ကော်ဖီဆုံမှကော်ဖီဆိုင်ပြိုးလောက်ကင်ခွင့်ရသူတွေရဲ့အနေနဲ့ကော်ဖီဆိုင်ပြိုးမှုကိုတိုးတက်အောင်လှုံ့ဆော်ခြင်းမပြုဘဲဟန်ပြဆောင်ရွက်ထားကိုစစ်ဆေးတွေးရှိခဲ့ရင်လောက်ကင်ခွင့်ရှိသိမ်းသွားမယ်လို့ဆိုင်ပြိုးရေးမွေးမြူရေးနှင့်ဆက်များဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးမင်းနောင်ကပြောပါတယ် ယမန်နေ့နနက်ပိုင်းကပြည်ဦးရင်ကော်ဖီဦးရင် ရှင်းလင်းဆောင်မှပြည်ဦးရင်ကော်ဖီစီမံခိန်းဆောင်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့တာဝန်ရှိသူတွေကို တွေ့ဆုံစဉ်မှအခုလိုပြောကြားခဲ့တာဖြစ်ပါသေးတယ်။ လောက်ကိုင်းခွင့်ပြုထားတဲ့ coffee cycle တွေမှာ coffee စိတ်အစိမ်းအထိထုတ်လုပ်ပြီးတန်ဖိုးမြင့်ထုတ်ကုန်များအတွက်သက်ဆိုင်ရာစက်မှုစုံများမှာစက်မှုစုံဥပဒေနဲ့အညီလှုပ်ဆောင်သွားရမှာဖြစ်ပြီးစိုက်ပျိုးခွင့်ရရှိသူတွေကို6လတစ်ချိန်အမှန်တကယ်စိုက်ပျိုးတိုးတက်မှုရှိမှရှိကိုကွင်းစင်းစစ်ဆေးက coffee စိုက်ပျိုးမှုတိုးတက်အောင်လှုပ်ဆောင်ခြင်းမပြုဘဲဟန်ပြဆောင်ရွက်ဘာကလောက်ကိုင်းခွင့်ရိတ်သိမ်းရမယ်လို့ဆိုပါတယ် ကော်ဖီဆိုင်ပြိုးထုတ်လုပ်မှုအချိန်ရက်တံမသွားစေရေးစဉ်းစားပေးပြီးအထူးကိစ္စတရက်အဖြစ်ရောင်းခွန်ဝယ်ခွန်များကိုဥပဒေနဲ့အညီနိုင်ငံတော်တို့အခွင့်အရေးပေးသွင်းစေခဲ့ရာ ဖေဖော်ဝါရီလ18ရက်တွင်သက်မှတ်ကာလပြည့်သွားပြီဖြစ်ရာ အခွင့်အရေးပေးသွင်းရန်ကြံသူများအားချိုးတင်ကြေညာထားပြီဖြစ်တဲ့အတိုင်းတရားစွဲဆိုခြင်းအမည်မဲစရင်သွင်းခြင်းနဲ့လုံပိုင်ခွင့်ရိတ်သိမ်းခြင်းတွေကိုဧပြီလကုန်မှစတင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းသဘောအနေနဲ့ရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားခရီးစဉ်များယနေ့စတင်ပြေးဆွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တပေါင်းလာရုံပိတ်ရက်ရှိကာလာအတွက်ရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားခရီးစဉ်တွေကိုဒီကနေ့ကနေစတင်ပြေးဆွဲပေးနေပြီလို့မော်လမြိုင်ပူတာကြီးကတီယာပါထေအဆိုပါရုံပိတ်ရက်ရှိကာလာအတွင်းဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုတွေခရီးသွားပြည်သူတွေ ခရီးသွားလာမှုအဆင်ပြေရှိရအတွက်ရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားခရီးစဉ်တွေကိုအေအေအားသွဲဆိုင်တွေနဲ့ပြေးဆွဲပေးသွားမယ်လို့ဆိုပါထေ မော်လမြိုင်ဘူတာကြီးကနေနေ့စဉ်ပုံမှန်ပြေးဆွဲနေတဲ့အပန်80နှစ်အစုံမော်လမြိုင်ရှမ်းကုန်းအမြိုင်ရထားကိုနေ့စဉ်ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာပါဒီရှမ်းကုန်းမော်လမြိုင်ရှမ်းကုန်းအထူးရထားခရီးစဉ်တွေကိုတော့တပေါင်းလာရုံပိတ်ရရှိကာလာအတွင်းမှာဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုတွေခရီးသွားပြည်သူတွေခရီးသွားလာမှုအဆင်ပြေရှိအတွက်အေးအေးအောင်တွဲဆိုင်တွေနဲ့ပြေးဆွဲပေးသွားမှာပါလို့မော်လမြိုင်ဘူတာကြီးကတာဝန်ရှိသူတက်ဦးကပြောပါထိတ် ။အတိလိုပြေးဆွဲပေးရမှာမတ်လ17ရက်ဒီကနေ့မှာမော်လမြိုင်ပူသားကြီးကနေမနက်9:00နာရီ10မိနစ်၌ထွက်ခွာမဲ့အဆုံအထူးရထားဟောင်းရန်ကုန်ပူသားကြီးကိုညနေ9:55မိနစ်အချိန်မှာဆက်ရောက်မယ်လို့ဆိုပါတယ်။ မတ်လ12ရက်နေ့မှာတော့ရန်ကုန်ဘူသာကြီးကနေမနက်9:15မိနစ်မှာထွက်ခွာလာမယ်အစံအထူးရထားဟာလဲမော်လမြိုင်ဘူသာကိုညနေ6:00မှာဆက်ရောက်လာမယ်လို့သိရပါတယ်အလားတူမတ်လ15ရက်နေ့မှာလဲမော်လမြိုင်ဘူသာကြီးကနေမနက်9:10မိနစ်၌ထွက်ခွာမယ်အစံအထူးရထားဟာရန်ကုန်ဘူသာကြီးကိုညနေ9:55မိနစ်အချိန်မှာဆက်ရောက်မယ်လို့ဆိုပါတယ် မတ်လ16ရက်နေ့မှာထော့ရန်ကုန်ဘူသာကြီးကနေမနက်9:15မိနစ်မှာထွက်ခွာလာမယ်အစံအထူးရထားဟာလဲမော်လမြိုင်ဘူသာကိုညနေ6:00မှာဆက်ရောက်လာမယ်လို့သိရပါတယ် အဆိုပါအမှတ်82အဆုံးရထားနဲ့အဆုံးအထူးရထားလက်မှတ်ထွေကို အထက်တန်း3ရက်ကျိုးနဲ့ရိုးရိုးတန်းလက်မှတ်ထွေကိုတရက်ကျိုးပြီးမော်လမြိုင်ဘူသာကြီးရက်ကျိုးလက်မှတ်ရုံမှာနေ့စဉ်မနက်9:00နာရီကနေနေ့လယ်3:00နာရီထိရောင်းချပေးသွားမယ်လို့ဆိုပါတယ်။ အဆုံးအထူးရထားထွေအနေနဲ့မုတ်တမောင်ပေါင်စင်းကြိုက်ရင်းငိမ့်တထုံသိမ့်စိတ်နှင်ပလဲတောင်စွန်းမယံကုံကြိုက်ထိုးကြိုက်ကတာမုတ်ပလင်းသိမ့်စရက်ဝေါ်ပကိုတိုးချောင်းကလေးဘူသာထွေမှာရက်တန်ပြီးသွားမယ်လို့သိရပါတယ်ရှင်ဆလပီမော်တင်ဆုံးပွဲတော်ကာလာဖြစ်၍ခယူကမ္မလက်မှုထယ်များအယောင်းသွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မော်တင်ဆုံးဖျားပွဲတော်ကာလဖြစ်တာကြောင့်ခယူကမ္မလက်မှုထဲလက်ဆောင်ပစ္စည်းတွေအယောင်းသွက်နေတယ်လို့လက်ဆောင်ပစ္စည်းရောင်းချသူတွေစီကသိရပါတယ်။အေယဝတီတိုင်းဒေသကြီးငပူတော်မြို့နယ်ဟိုင်းချီကျိုးမြို့ရှိစံတော်ရှင်မြတ်မော်တင်ဆုံးပွဲတော်ကို ဖေဖော်ဝါရီလ28ရက်ကနေမတ်လ23ရက်အထိ15ရက်အတိုင်းတိုင်းကျင်းပနေတာကြောင့်ဒေသဆောင်ကလာရောက်ကြတဲ့ဖျားဖူးတွေကဝယ်ယူနေကြလို့အယောင်းသွက်နေတယ်လို့ဆိုပါတယ်။ မော်တင်ဆုံးပွဲတော်ကာလအတွင်းပင်လယ်ဒေသအထွတ်ခရုကမလက်မှုထဲဈေးကွက်ရရှိမှုအခြေအနေနဲ့ပတ်သက်လို့ခရုကမလက်ဆောင်ပစ္စည်းရောင်းချသူမတ်မီမီကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါအထင်တို့မတို့ရှိရဟွာပေါ့ခရုလေးတွေကိုအလှဆင်ပြီးတော့မီးဆိုင်လေးတွေလက်ပတ်ကလေးတွေကလေးကလေးတွေစင်ရကလေးတွေပေါ့အဲ့လိုအစုံပေါ့ဟုတ်ကဲ့အဲ့ဒါလေးလာရောက်လာပါရှင့်ခမောင်းရောင်းဝယ်ရတော့မစိုးပါဘူးရှင့်ဟုတ်ကဲ့ဟုတ်ကဲ့မစိုးပါဘူးရောင်းကောင်းပါလိမ့်ရှင့်ဟော အဆိုပါခန်းစည်းလိုက်ကပါဝင်ခရုနဲ့ဆက်ဆက်ပြုတ်လုထားတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေနဲ့ပတ်သက်လို့မမီမီကအခုလိုဆက်ပြောပြထားပါသေး။ပါပါလေရှင်တခြားနေတစ်ဆင့်ပြောင်းဝဲတဲ့ဟာလည်းပါပါလေရှင်22မျိုးရှိပါတယ်မျိုးမျိုးကအနည်းဆုံးတစ်ထောင်ကနေပြီးတော့ညီမတို့ရှင်မရှိတာ1000နဲ့ရှိပါတယ်အဆိုပါလက်မှုထဲထွေးရဲ့အဓိကကုန်ချမ်းဖြစ်တဲ့ခယူကမာထွေးကိုထော့ပင်လယ်ပြင်ကနေတဘာဝအတိုင်းရရှိနေတာကြောင့်ကုန်ချမ်းပေါများထဲလို့ဆိုပါတယ် ဒါပေမဲ့ဆက်ဆက်အသုံးပြုတဲ့ပစ္စည်းလေးတွေကတော့ဈေးမြင့်လာတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်တွင်ကျောက်ဥဈေးနှုန်းမြင့်တက်သဖြင့်ကျောက်ဥထုတ်လုပ်ထောက်ပံ့ရေးကုမ္ပဏီများအားစုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်တရားစီရင်ရေးဌာန DOJ ကကြက်ဥစည်းနှုံများတိတိတသားမြင့်တက်နေချိန်မှာဈေးနှုန်းသတ်မှတ်ခြင်းနဲ့ထောက်ပံ့ရေးချဲ့လဲမှုကိစ္စများနဲ့ပတ်သက်ပြီးကြက်ဥထုတ်လုပ်သူများအပေါ်စုံစမ်းစစ်ဆေးမှုတရက်စတင်လိုက်ချောင်းဒေသခံမီဒီယာများကစနေနေ့မှာဖော်ပြလိုက်ပါတယ်။ ဈေးနှုန်းမြင့်တက်လာစေတဲ့ထောက်ပံ့ခြင်းတွေနဲ့ဈေးနှုန်းတွေအကြောင်းအချက်အလက်များကိုကုမ္ပဏီတွေအနေနဲ့ဖော်ပြထားခြင်းရှိမှရှိဒီ OJ စုံစမ်းစစ်ဆေးသူများကစစ်ဆေးနေကြတယ်လို့မီဒီယာများပြားကဖော်ပြထားပါတယ်။ အမေရိကန်ရဲ့အထူးကအချက်အူထောက်ပံ့ရေးနှစ်ခုဖြစ်တဲ့ Camis Food နဲ့ Rose Acre Farms အပါအဝင်ကုမ္ပဏီများကိုပြစ်မှတ်ထားစစ်ဆေးသွားမှာဖြစ်ပါထဲ Camis Food ဆိုရင်နှစ်စဉ်အမြန်ငွေတိုးတက်မှု82ရာခိုင်နှုန်းရှိပြီး2024နိုဝင်ဘာလကုန်အထိ3လအတွက်အသက်တင်အမြတ်1188ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့စာရင်းဖော်ပြထားပါထဲရှမန်နှစ်ကကုမ္ပဏီစတော့ဈေးနှုန်းဟာ90ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါထဲ ယမန်နှင့်အစောပိုင်းမှာအမေရိကန်ရှိကြက်ဥဈေးနှုန်းမြင့်တက်ခဲ့ပြီးအမေရိကန်စိုက်ပျိုးမွေးမြူရေးဌာနက2025မှာ47ဒရမသည့်ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ဒေရှူနိုက်တက်အပ်ပရိုဂျူဆာကကြောက်ဥဈေးနှုန်းမြင့်တက်ရာချင်းအတွက်ငှက်တော့ကွေးပြန်ပွားမှုကိုထောက်ပြခဲ့ပြီးကြက်ငှက်ကောင်းရှိရော့ကြသွားခါကြောက်ဥထုံလုံးမှုတည်တည်သာသာရော့ကြသွားပါသည် အမေရိကန်ဟာ2024မှာဗိုင်းရပ်စ်ကြောင့်ဟူဟူထဲကျမပေါင်းတန်း40ကိုတုတ်တင်ခဲ့ကောင်းယခုနှစ်ပထမနှစ်လအတွင်းမှာပင်အကောင်ရှိ30တန်းတုတ်တင်ထားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတဲ့ကြီးရှိသွားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ